မိတ်ဆွေများအားလုံးမင်္ဂလာပါခင်ဗျဆရာကတော့ပုံနဲ့တော့နတ်ခတ်ပေးနေဆရာပြင်မနာသိတိဖြစ်ပါတယ်အခုဗီဒီယိုလေးကတော့ကျန်ရဲနေနံဖွာဆရာမိတ်ဆွေများအတွက်2025ခု6လပိုင်းအတွက်ကောစာနတ်ခတ်ကြိုရာသီခွင့်ရကျန်ရဲနေနံဖွာသားသမီးတွေအတွက်အခု6လပိုင်းမှာဆိုလို့ရှိရင် စီးပွားကန်စားတာမှာကြာသပေးနေတဲ့ဘွားသားသမီးများအတက်အကျများတဲ့အတွက်ပေါ့နော်အငိမ်မနေရတဲ့ကံသဘောမျိုးဖြစ်တတ်ပါတယ်အခြေခံကန်စားတာအဖြစ်တော့ကောင်းပါတယ်စနေနဲ့ယာဟုနေနံများနော်အရက်ဒေတာအဖြစ်အနောက်တောင်အရက်နဲ့အနောက်မြောက်အရက်ဒေတာတွေမှာအကျိုးပျက်စီးခြင်းရှိပါတယ်ခရီးတော်ခရီးရှည်ညအိမ်ညနေခရီးများလုံးဝရှောင်ကျင်ဖို့လိုအပ်ပါတယ်ကျမ်းမာရေးကန်စာတာမှာဆိုလို့ရှိရင်ကန်စာတာအဖြစ်အပြက်အပြက်အစီမရှိပါဘူးကြိုဆင်ကင်းလို့ပါတယ် သို့တော်လေးပေါ့နော်ဇာတရီနိနန္ဒသမီးမူလအခန့်ယောဂအခန့်ရှိသူများဖို့ကျမ်းမာရေးကောစာကန်စာတာနော်မူလယောဂအခန့်ရှိသူများဖို့အနှင်းငယ်တတိထားခင်ရှိပြီးတော့မှတာမန်အဖြစ်တော့အကောင်းကန်စာတာရှိပါတယ်လူမှုရေးရကန်စာတာအနေနဲ့တပ်တေကလက်မှတ်ထိုးတာငွေကြေးကိစ္စအာမခံတာလူမှုအရေးအကူအညီပေးတာမျိုးတွေကိုတရက်နေ့ရနေ14ရက်နေ့အထိလုံးဝရှောင်သင့်ပါတယ်ကိုယ့်ရဲ့စေနာကပဲကိုယ်မှာဝေဒနာ စိတ်မကောင်းခြင်းတွေဖြစ်ရတတ်ပါတယ်။လူမှုကန်စာတာကဆရာတို့တရက်နေ့ကနေ၁၄ရက်နောက်ပိုင်းပြန်လဲတင်းမြက်ပြီးတော့အဆင်ပြေတဲ့အချိန်အခါပြန်ဖြစ်သွားတဲ့အတွက်လူမှုရေးရအကူအညီအလောက်ကန်ကိစ္စတွေမှာအောင်မြင်ရတတ်တဲ့အခါကာလပြန်ဖြစ်သွားပါတယ်။အချင်းရေးကန်စားတာအိမ်တော်ရေးကန်စားတာမှာဆိုလို့ရှိရင်စံတက်ရတဲ့အခါကာလဖြစ်ပါတယ်စံလက်လာပါတက်ပါတယ်เนาะကန်စားတာအပြတ်မရှိပါဘူးအပြတ်ကြိုရန်ကြိုများလည်းပဲကင်းစင်နေတဲ့အတွက်ဆရာတို့ဒီအချင်းရေးအိမ်တော်ရေးကန်စားတာတွေကောင်းပါတယ် ကံပေါ်တက်တဲ့အခါကာလလည်းဖြစ်တဲ့ကြောင့်မလို့ပေါ့နော်ဆရာတို့အိမ်ောင်တွေမြသားသမီးထုံကားခြင်းပြုရသူများခြေရေးဆိုရမှာအစဉ်ပြေခြင်းအောင်မြင်ခြင်းစတဲ့ကံအထောက်ပံ့တွေကိုရရှိနိုင်တာဖြစ်ပါတယ်ဆရာတို့ဒီကြာသပတေးနေ့နံကိုဝန်ဆောင်အမျိုးသမီးတွေတပေါ့เนาะဒီလာတဲ့မီးဖွားမယ်ဆိုလို့ရှင်ဆရာတို့အရှိအရတောင်ဘက်ရက်မှာရှိတဲ့ဆေးရုံဆေးပေးကမ်းမျိုးကိုပို့ပြီးတော့မှာ ရွေးချယ်တင်ပါတယ်အရှိမြောက်အရက်ရှောင်ရဖို့တင်ပါတယ်အရှိမြောက်အရက်ရှောင်ပါကြာကလေးနေနံတန်းလေးတွေအတွက်ဘုံမိအရက်ဖြစ်လို့ဆရာအကြံပေးတာရှောင်ဖို့အကြံပေးတာဖြစ်ပါတယ်ဘုံမိဆိုတာမတန့်သောအရာထားရနေရလို့ညှိုးဆိုတဲ့အတွက်ဆရာတို့ဘုံမိအရက်ကိုရှောင်ရဖို့အကြံပေးတာဖြစ်ပါတယ်ပညာရေးကံစားတာမှာ တလားလုံးအញ្ញံဘက်ကိုဥတည်နေပါတယ်ပညာဉာဏ်ကိုမိပြီးတော့လောက်ကန်ရသူများရန်ဥရာထူးဌာနန္တရအတွက်စံမွေးဖြေဆိုမြတ်သူများအတွက်ဒီလရဲ့ကံစားတာအားက အပြော့မှင်းပေနေတဲ့အတွက်စိတ်မရှိခြင်းစိတ်ရှုပ်ထွေးစိတ်မကြည်လင်ခြင်းတွေဖြစ်ရတတ်ပါတယ်မအောင်မြင်ခြင်းတွေကြုံရတတ်ပါတယ်ဒီအတွက်အဆောင်ရတရားအနေနဲ့ပေါ့နော်တရရွတ်ဒါမှမဟုတ်လို့ရှိရင်တတိယရွတ်၆ရွတ်အဆောင်ယူစူးစမ်းမှာပင်ပင်မှန်မှန်စူးစမ်းမှုရဲ့အသေးပွင့်တွေကိုအပြည့်အဝဆွတ်ယူရရှိနိုင်မှာဖြစ်ပါတယ်တပားသူအားလည်းတကြားပါတော့အဖျော်တစ်မျိုးမျိုးတိုက်တာဒါမှမဟုတ်လို့ရှိရင်လူတာစသဖြင့်ပြုလုပ်ပေးပါ၆လပိုင်းအတွက်ကံအကျိုးပေးအကောင်းနဲ့ကနန်းတင်ချာအနေနဲ့ 3 5 6စတဲ့ကဏန်းတွေကိုစာရွက်အဖြူတွေရက်ပေါ်မှာ soft pen နဲ့ရေးပြီးတော့ကိုယ့်ရဲ့ငွေဝင်အိတ်ကိုယ့်ရဲ့ပတ်စံအိတ်လေးတက်မှာဒီကိုပိုင်ငွေချေးထားရနေရမှာငွေတွေနဲ့အတူအဆောင်ရတဲ့အဖြစ်ထားကြည့်ဖို့ဆရာအကြံပေးလိုပါတယ်။ထုံဝင်များမြဲခြင်းအကျိုးတစုံတရာမရှိဘဲနဲ့ကုန်ခန်းခြင်းတွေကနေကာကွယ်နိုင်ပါလိမ့်မယ်။လက်လာပါကံပွင့်လက်ပွင့်နံမျိုးတွေလည်းကြုံရပါလိမ့်မယ်။ပြီးတော့ဒီကဏန်းတွေကိုငွေချေးကိစ္စစာချုပ်စာတမ်းကိစ္စ အယောင်းဝယ်အမြန်အစွန်များလိုတဲ့ကိစ္စတွေမှာအချိန်ကာလအနေနဲ့တော့၎င်းရက်စွဲအနေနဲ့တော့၎င်းတိုက်ဆိုင်ပြီးတော့တေးချေချာချာအသုံးချကြည့်ဖို့ဆရာအကြံပေးလိုပါတယ်မိမိရဲ့ကုသိုလ်ကံအပေါ်မူတည်ပြီးတော့မှအကျိုးစီးပွားများကံအကျိုးပေးအကောင်းနာမျိုးကိုယ်တိုင်ကြုံရပါလိမ့်မယ်ထိုစာရဲ့အပိုင်းစာလေးတွေကို6လပိုင်းကုန်တဲ့အခါအဆောင်ရတရားဓာတ်ပစ်ဓာတ်အဆောင်ရတရားဖြစ်တဲ့အတွက်တန်ရှင်းတဲ့မြေချောင်းအင်းအားရေရှင်တွေမှာစွန့်ရမှာဖြစ်ပါတယ်ကြာသပတေးသားသမီးများအတွက်6လပိုင်းအထူးရတရားအနေနဲ့မိမိရဲ့နိမ့်နံဖျား နော်အနောက်ရဲ့ဖေဟာဒါမှမဟုတ်လို့ရှိရင်ကိုယ့်ရဲ့နေအိမ်ဖေဟာမှာစိမ်ပန်းပွင့်ဒုံမဟုတ်လို့ရှိရင်အညွတ်19ညွတ်ကတ်လူပူဇော်ပေးပါ အချိန်ကာလအနေနဲ့မနက်6နာရီကနေမနက်10နာရီခွဲအတွင်းလှူပေးရမှာဖြစ်ပါတယ်အထူးသဖြင့်ဆရာတို့ဒီနေ့နံနေ့မှာနေ့နံရက်တွေမှာဆိုလို့ရှိရင်ဆရာတို့9ရက်12ရက်19ရက်နဲ့26ရက်ဂျာသပရီနေ့တွေမှာ အထူးကတ်လူပူဇော်ပေးပေးပါ ဖျောင်းတိုင်းစကိုးတိုင်းအမွေးတိုင်းစကိုးတိုင်းမီးထွန်းပူဆော်ပေးပါနက်ခတ်ရတရားတွေမို့လို့ဓာတ်မလျှော့ထွေးရအောင်လို့တေချာစီစဉ်ပေးထားတဲ့တကြောင်မလို့ရတရားဖြစ်မြောက်အောင်မြင်လို့သူများတေချာလှူဒန်းပေးပြီးတော့မှဓာတ်ရတရားအောင်မြင်အောင်ကြိုးစားကြပါဆရာဒီမှာနက်ခတ်ကန်စားတာတွက်လို့သူများစီဝါရေးအခြေရေးအိမ်ထောင်ရေးကျန်းမာရေးပညာရေးဒူးမှုရေးကိစ္စအဟောဝါနဲ့ပတ်သက်ပြီးတော့အနေနဲ့အရရက်က ဓာတ်ရိုက်ဆက်သွယ်ပြီးတော့ဆွေးနွေးမြင်းမြန်းလိုတာများရှိလို့ရှိရင်ဆရာရဲ့ဖုန်းနံပါတ်3096611 8903လေးကနေဓာတ်ရိုက်ဆက်သွယ်မြင်းမြန်းလို့ရပါတယ်။ Viber WhatsApp တွေကနေဆက်သွယ်မေးမြန်းလို့ရပါတယ်။ညံပူဇော်ကဟိုဆရာ1000ကျပ်သတ်မှတ်ပေးထားပါတယ်။ဟော်ကန်လိပ်စာကတော့35လမ်းနဲ့83လမ်းတောင်ချိုင်းအတာဆန်မြို့နဲ့ဘောဒီကုံပုံနစုမန္လီမြို့ဖြစ်ပါတယ်။ကြာသပိနေနန္ဒသမီးများအားလုံးကိုကျမ်းမှာဆက်ချမ်းသာပြီးတော့6လပိုင်းတလာလုံးဘေးပရာခတ်သိမ်းအပူခတ်သိမ်းကင်းရှင်းပြီးတော့ကောင်းကျိုးလိုရာဆန္ဒများအားလုံးပြည့်ဝကြပြည့်ဝကြပါစေကြောင်းဆုတောင်းပေးနေဆရာဒီ6လပိုင်းအတွက်တလာစာဟောဆန္ဒလေးကိုဆရာဒီမှာပဲအဆုံးသတ်လိုက်ရပါတယ်။အားလုံးအဆင်ပြေအောင်မြင်ကြပါစေခင်ဗျ။